လူသားများစိတ်အေးချမ်းစေဖို့တမထကျင့်ဤတွေကိုမြတ်စွာဘုရားကဟောကြားခဲ့ပါတယ်ဗုဒ္ဓနုတတိပွားခြင်းမေတ္တာဘာဝနာပွားခြင်းမရဏနုတတိပွားခြင်းစားတဲ့ကျင့်စဉ်တွေအနက်ကမှမိမိနဲ့ใกล้နေတဲ့ဘာဝနာကိုရွေးချယ်ပြီးပွားများပါ။ပွားများတဲ့နေရာမှာနီးစနစ်မှန်ပြီးဝိရိယကြီးကြီးနဲ့အားထုတ်ရင်ကောင်းမွန်တဲ့စိတ်အေးချမ်းမှုကိုရလာပါလိမ့်မယ်။ယခုခေတ်မှာပဒီစိတ်ပြီးတော့တမထလမ်းကိုလိုက်တဲ့သူများလာပါတယ်။ တရဏဂုံပတိဂုံတော်ပတိဒိဋ္ဌံတွေကိုဆွန်ဆွန်မြင်မြန်လုပ်ရင်တမထစွမ်းအားတွေရလာမှာတော့အသေးကြပါပဲရလာတဲ့တမထအစွမ်းကိုလောကီလောကုတ္တရာအကျိုးအတွက်အသုံးပြုနိုင်ရင်ပညာရှိသူဖြစ်ပါပြီမိမိကိုယ်မှာတရားတရားတက်ဖို့အတွက်ဗုဒ္ဓနုတ္တတိဟာအလွန်ကောင်းပါတယ်တရဏဂုံပတိစိတ်ကျင့်စဉ်ဟာလည်းကောင်းပါတယ်ကျင့်ပါများရင်တရားတရားပို့ကောင်းလာပြီးနတ်တရားချစ်ခြင်းကိုရပါတယ်ကျင့်သုံးနေတဲ့သူစီမှာပရလောကသားတွေလာရောက်တွေ့ဆုံတာမျိုးအထိအစွမ်းထက်ပါတယ် ဘယ်သမထကျင့်စဉ်ကိုပဲကျင့်ကျင့်မေတ္တာပွားခြင်းကိုအချိန်ယူပြီးလေ့ကျင့်ဖို့တော့လိုပါတယ်။ဒါမှပဲအကျင့်စခန်းမှာအပြတ်နဲပါမယ်။တရားကျင့်နေစဉ်မှာယာကစတဲ့ပြင်းထန်တဲ့ကိလေသာပေါ်ခဲ့ရင်မရဏလူတ္တိပွားများပြီးကြော်ဖြတ်ပေးပါ။ယံဖန်ယံခာအတုပကမ္မထံလည်းပွားပေးပါ။ဘုရားရှင်ကသမထကျင့်စဉ်တွေကိုကြီးမွန်းတော်မူပါတယ်။ဒါပေမဲ့သမထဘာဝနာကြောင့်ရလာတဲ့တမာတိအစွမ်းပေါ်တာယာမှုကိုတော့မလိုလားပါဘူး။တန်တရာကလွတ်မြောက်စေတဲ့ဝိပဿနာအကျင့်မြတ်ကိုကျင့်ဖို့ညွန်ပြခဲ့ပါတယ်။ ်တမထနယ်ထဲမှာပျော်နေရင်တန်တရားထဲမှာလဲမှာဆိုးလို့ပဲဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့အားလုံးဟာမြတ်ဖရာရဲ့အလိုတိုင်းဒုက္ခအပြီးတိုင်းချုပ်စီဖို့ဝိပဿနာကိုမပြစ်မနေကျင့်ကြံရပါမယ်လောကီရဲ့တပညာတွေဖြစ်တဲ့ဇေတ္တအင်းအတ္တဓာတ်လုံးအတ္တစတဲ့ကံရာကြီးအတ္တကျင့်စဉ်တွေဟာလည်းသီလတမာတိနဲ့ကျင့်ရတာပါပဲကျင့်သုံးတဲ့အခါမိမိတို့ရဲ့ပါရမီနဲ့လုံလဝီလျအလျောက်ပေါင်းမြအောင်မြင်တတ်ကြပါတယ်ဒီနေရာမှာတချို့လောကီပညာရှင်တွေဟာအတ္တပညာပေါ်ညှိတွယ်စိတ်ပြင်ပြပါတယ် ရလာတဲ့တိတ်တိအပေါ်မှာလည်းတာယာမိတက်ကြပါတယ်။ဥမာအဖြစ်လောကီအင်းပညာကိုစူးစမ်းလေ့ကျင့်သူအဖို့ကတော့အင်းအောင်ခါနီးကြရင်စီရင်နေကြအင်းစမတွေဘေးမှာအဖြူရောင်ပြာလဲလဲအယောင်တွေကိုမြင်လာတတ်ပါတယ်။ဒါဆိုအတော်နေရာကြနေပါပြီ။နောက်ဆက်ပြီးလေ့ကျင့်အင်းကစားပါများလာရင်ဝိဇ္ဇာတွေကိုယ်တိုင်လာရောက်ပညာပေးကူညီမှုကြောင့်အင်းဝိဇ္ဇာတိဖြစ်သွားသူတွေရှိပါတယ်။အင်းဝိဇ္ဇာဖြစ်လာရင်တိတ်တိဆယ်ပါးကို အထိုက်လျောက်ရလာပါတယ်။ဥမာအဖြစ်သူမဟာရိတ်နတ်သမီးတစ်ပါးနဲ့စကားပြောချင်းတယ်လို့ကြံလိုက်ုံနဲ့ ကိုရှိကိုနှက်သမီးတပါချက်ချင်းယောက်လာတာပါပဲမိမိမေးသမ ्या ကိုလည်းပြန်ဖြေပေးတတ်ပါတယ်ကိုနေတဲ့အနားမှာတိုက်တွေရှိနေလားအာယုံပြူးကြည့်တာနဲ့လူချေတိတ်ချိန်မှာတိုက်နန်းကအဖွဲတွေလာကြတော့တာကိုကြုံရပါမယ်အဲ့လိုဖြစ်လာရင်နိဗ္ဗာန်ရရည်ထက်ကိုတန်တရာထဲကိုမျောပါသွားသူကများပါတယ်ဒီလိုပလလောကသားတွေလာတာနတ်ဩဇာတွေလာကြွေးတာမိမိစိတ်ကြံသမ ्या ဖြစ်နေတာတွေဟာလောကီအင်းဆွမ်းနဲ့မိမိကျင့်စဉ်ရဲ့တကူတွေကြောင့်ပဲဖြစ်ပါတယ်ဒီအစင်းရောက်လာရင်အတူတတိထားပါ တကယ်တော့ကျွန်တော်တို့ရထားတဲ့ခန္ဓာကိုယ်ဟာဒုက္ခသစ္စာပါသတိထားကြည့်ရင်ဒီခန္ဓာကိုယ်မှာမပြတ်ပြုပြင်ပေးနေတဲ့သင်္ခါရဒုက္ခရဲ့အပြစ်ကိုမြင်မှာပဲဖြစ်ပါတယ်အင်မတန်ကြောက်စရာကောင်းလာပါတယ်တမထအာကောင်းလာလို့ရလာတဲ့သိတိတွေပေါ်တာယာမိရင်ခန္ဓာရဲ့စင်ရဲ့အမှန်ကိုမရှူမိတော့ပါဘူးလောကီရတကူးရှင်အဖြစ်နဲ့ပရိသတ်တယုံယုံကြမှာပျော်မွေ့သွားတတ်ကြပါတယ်ဒါနဲ့ပဲတဘဝနှင်းနာတတ်ရတဲ့ပညာရှင်တွေလည်းအများကြီးရှိပါတယ် ဒီအဆင့်မှာဝိဇ္ဇာဖြစ်ရပါစေလို့ရှေးကဆူတောင်းလာတဲ့သူတွေအတွက်ဝိပဿနာမပြောင်းနိုင်တော့ပါဘူး။ပြောင်းခဲ့ရင်လည်းဝိဇ္ဇာတွေကိုယ်တိုင်ကလာဖြတ်တတ်ကြပါတယ်။တနည်းနည်းနဲ့လောကီဝိဇ္ဇာနယ်ထဲကိုစွဲဆောင်သွားကြတာပါပဲ။ဒါကြောင့်နိဗ္ဗာန်ရလူတွေအနေနဲ့လောကီလောကုတ္တရာပြည့်စုံတဲ့ဇာတိကိုရှာပြီးဝိပဿနာစခန်းကိုတက်လှမ်းကြဖို့တတိပေးရခြင်းဖြစ်ပါတယ်။မိဘဂျေဇူးဆက်နေ6ချက်ရှိပါတယ်အဲ့ဒါတွေကတော့နံပါတ်1အစားအစာကျွေးပြီး ဂျေဇူးဆက်နီနံပါတ်1ဥစ္စာပေးပြီးဂျေဇူးဆက်နီနံပါတ်3ဝေယဝိစာပြု၍ဂျေဇူးဆက်နီနံပါတ်4ကုသိုလ်ပြု၍ဂျေဇူးဆက်နီနံပါတ်5တရားနာရိတ်တာဝန်ခံ၍ဂျေဇူးဆက်နီနံပါတ်6အမြတ်ပေးဝေ၍ဂျေဇူးဆက်နီတို့ဖြစ်ပါတယ်နံပါတ်7အစားအစာကျွေး၍ဂျေဇူးဆက်နီမိဘအတွက်စာဥစာဖျားဖယ်ထားတာမိဘစားချင်တာကိုချက်ကျွေးတာမိဘစားချင်တဲ့မုတ်ကိုဝယ်ပေးတာစတာတွေကိုလှုပ်ပေးတာတွေကမိဘတွေအလုံးပဲ ဝမ်းသာပါတယ်။ဒါကြောင့်အစားအစာကျွေးပြီးတော့လည်းမိဘကိုကျေးဇူးဆပ်နိုင်ပါတယ်။နံပါတ်နဲ့အဥ္စာပေး၍ကျေးဇူးဆပ်နည်းမိဘတွေစားကျင်တာစားနိုင်အောင်မယောက်ဘူးသေးတဲ့ဖရားတွေဖူးနိုင်အောင် လူချင်းသားတွေလူနိုင်အောင်စားတာတွေကိုလုပ်ပေးရင်မိဘတွေကအလွန်ပဲဝမ်းသာပါတယ်။ဒါကြောင့်မိဘတွေအတွက်ပတ်စံပေးပြီးတော့လည်းကျေးဇူးဆပ်နိုင်ပါတယ်။ပတ်စံဆိုတာကလည်းမဆက်လဲကုန်မှာပါဆက်လဲကုန်မှာပါ။နံပါတ်3ဝေယဝိစာပြည့်၍ကျေးဇူးဆပ်နည်း အိမ်မူကိစ္စတွေနဲ့မိဘတွေပင်ပန်းမဲ့တခြားကိစ္စတွေမှာကိုယ်တိုင်ဝင်ရောက်ပြီးမိဘတွေမပင်ပန်းအောင်ပြုလုပ်ပေးခြင်းမိဘကိုနင်းနိုင်ပေးခြင်းပြုစုပေးခြင်းစတဲ့ဝေယဝိစားတွေပြုလုပ်ပေးခြင်းနဲ့လည်းကျေးဇူးဆက်နိုင်ပါတယ်။နံပါတ်၄ကုသိုလ်ပြု၍ကျေးဇူးဆက်နည်းမိဘတွေကုသိုလ်ရအောင်တရားနာနိုင်အောင်တိုက်တွန်းခြင်းသင်ခန်းတွေလုခိုင်းခြင်းအလူတွေလောက်ခိုင်းခြင်းအပြင်သားသမီးတွေကမိဘတွေကုသိုလ်ရအောင်ဘေးနားကနေပြုလုပ်ပေးခြင်းနဲ့လည်းကျေးဇူးဆက်နိုင်ပါတယ်။နံပါတ် တရားနာရိတ်တာဝင်ခံ၍ကျေးဇူးဆက်ခြင်းမိဘတွေတရားနာနိုင်အောင်တိုက်တွန်းပေးခြင်းကူညီဖြည့်ဆည်းပေးခြင်းမိဘတွေဖျားရိတ်တရားရိတ်မှာပျော်မွေ့နိုင်အောင်ပံ့ပိုးကူညီဆောင်ရွက်ပေးခြင်းနဲ့လည်းကျေးဇူးဆက်နိုင်ပါတယ်ဒါကတော့မြတ်ဗုဒ္ဓဟောခဲ့တဲ့အမျက်ဆုံးကျေးဇူးအကျေဆုံးဆက်နည်းဖြစ်ပါတယ်ဖခင်ကိုလည်းယဟန္တာဖြစ်အောင်ကျေးဇူးအကျေဆက်ပြီးမိခင်ကိုလည်းမဟာသောတာပန်ဖြစ်အောင်ကျေးဇူးအကျေဆက်ခဲ့ပါတယ်နံပါတ်6ကတော့အမြပေးဝေ၍ကျေးဇူးဆက်နည်းပဲဖြစ်ပါတယ် ။နောက်ဆုံးကတော့မိဘတွေတက်ရှိတင်ရှားမရှိတဲ့အချိန်မှာမိဘအတွက်ရည်မှန်းပြီးကောင်းမှုကုသိုလ်တွေပြုလုပ်ပြီးအမြတမ်းပေးဝေခြင်းကလည်းမိဘအတွက်ကျေးဇူးဆရာရောက်ပါတယ်။အခုတော့ညနေခင်းအချိန်မှာအဋိဌံမှာတရားမထိုင်ဘူးတဲ့လူအိုတူဦးဟာတရားဝင်ထိုင်ပါတယ်။၃မိနစ်ခန့်အကြာမှာအော်ဟစ်နေပါတော့တယ်။ရှင်သစ်လိုဟိုင်းလိုက်၊ခွေးလိုအူလိုက်နဲ့အတန်လေးဇူညံနေပါတယ်။ဦးကောင်းနဲ့မြေကြီးကိုလည်းအကြိမ်ကြိမ်စောက်ပါတယ်။ မကြမီပြစ်လဲကျသွားပါတော့တယ်။ကောက်ယူတွေပေါ်မှာလူးလိတ်နေပါတယ်။ခြေလက်တွေကိုကျိုးနဲ့ခြေခံရသလိုမျိုးခံစားနေရပါတယ်။အသက်ကိုပင်းရှူနေရပါတယ်။ကြီးမားတဲ့ဝတ်ကြွေးကို ခံစားနေရပါတော့တယ်။သုံးနာရီကျော်ဝတ်ကြွေးဆက်ပြီးအဲ့ဒီလူရဲ့မျက်နှာဟာဝေဒနာမချုပ်တဲ့အတွက်ကြီးလင်းနေခြင်းမရှိပါဘူး။ဒီနေရာမှာမှတ်ချက်ကတော့သဲအင်းတရားကျင့်တဲ့နေရာမှာဝေဒနာချုပ်တဲ့သူတွေဟာမျက်နှာကြီးလင်းနေကြပြီးပီတိဖြစ်နေကြပါတယ်။ ဝေဒနာမချုပ်တဲ့သူတွေရဲ့မျက်နှာကတော့မကြည်မနက်ဒေါသဖြစ်နေပြီးကြည်လင်နေခြင်းမရှိပါဘူးပြင်းထန်တဲ့ဝေဒနာခံစားနေရတဲ့အဲ့ဒီလူကဆရာတော်ကိုရှောက်တင်ပါတယ်တပည့်တော်ဟာစစ်သားကြီးပါဖခင်နစ်ပေါင်းများစွာနေစဉ်တလိမ့်ဆန်တွေတက်ဖြတ်စားရမှကြည်နက်တဲ့သူပါရန်သူပေါင်းများစွာကိုလည်းတတ်ခဲ့ရပါတယ်အခုတရားထိုင်တော့တပည့်တော်တတ်ခဲ့တဲ့တလိမ့်ဆန်တွေအတိုင်းပြန်ခံစားရပါတယ်အတိုင်းအဆမရှိတောက်လောင်နေတဲ့မိတော်တွေအပူကိုခံစားရပါတယ်တပည့်တော်ကိုကယ်တော်မူပါဖခင် အယံကြောက်ပါပြီတရားထိုင်ဖို့တော့မတန်တော့လို့လက်ချေတွေအားလုံးလည်းအတုံအောင်ခံစားနေရပါတယ်ဖေဟာအဲ့ဒီအခါမှာဆရာတော်ကြီးရဲ့ဘေးမှာရှိနေတဲ့ဦးအောင်တန်းကဆရာတော်ကိုသိချင်တဲ့အရာကိုမေးပါတော့တယ်ဦးအောင်တန်းကတရားထိုင်ရင်ဒီစစ်သားရဲ့အကုသိုလ်တွေအားလုံးကျေနိုင်ပါသလားဖေဟာဒီအခါမှာတဲအင်းကုဆရာတော်ဖျားကြီးကတရားထိုင်ရင်အကုသိုလ်တွေကျေပါတယ်ဒါပေမဲ့မိဘကိုတတ်တဲ့သူအရိယာတန်ခါကိုပြစ်မှားခဲ့တဲ့သူ တန်ဃာတော်ကိုသင်ခွဲခဲ့တဲ့သူတွေကတော့မတ်တာဖို့တာဖြစ်သွားပါပြီမရတော့ပါဘူးခံပြီးအောင်တော့နှစ်ပေါင်းအသင်ချေပါပဲအဲ့ဒီအခါမှာဦးအောင်တန်းကပုထုဇဉ်တွေလူတွေဘလောက်တသက်တရားကျင့်ရင်ဝတ်ကြွေးကြည်ရပေါ့ဟုတ်လားအရှင်ဖေဟာသေရင်ကုဆရာတော်ဖျားကြီးကမှန်ပါတယ်ပုထုဇဉ်တွေကိုတတ်ခဲ့တဲ့အင်ဂူလီမာလာလည်းပဲအမေကိုမတတ်ခဲ့လို့တရားရခဲ့တာပါပဲအဲ့ဒီအခါမှာစစ်သားကြီးကဝင်ပြီးရှောက်တင်လာတော့တယ် တပြေးတော်ဟာတန်ဃာတော်ကိုလည်းတင်းမခွဲခဲ့ပါဘူးမိဘကိုလည်းမတတ်ခဲ့ပါဘူးအရိယာကြီးတွေကိုလည်းဒုက္ခမပေးခဲ့ပါဘူးတပြေးတော်ကိုကယ်တော်မူပါဗျာဆရာတော်ခိုင်းတာလောက်ပါမယ်အဲ့ဒီခါမှာဆရာတော်ကဒီကနေ့ကစပြီးတန်ဃာတီလာစင်ယောဂီတွေအဝတ်တွေကိုရှော့ဒီအကြောင်းရဲ့အိမ်သားတွေကိုနေ့စဉ်တန့်ရှင်းပေးတကြောင်းလုံးတပြက်စီလဲဘယ်သူကခိုင်းခိုင်းအကုန်လုတ်ပြီးတော့မန်ကိုချပြီးတော့အဲ့ဒီခါမှာဥကောင်တန်ကဘယ်လောက်ကြအောင်လုတ်ပေးရမှာလဲဖေဟာ သဲအင်ကူဆရာတော်ပြားကြီးကတလားလောက်ကြာရင်တရားစားထိုင်ပြီးတော့ဂူနာကပြောခဲ့တဲ့ဝေယဝစ္စကိုတော့တသက်လုံးလောက်ပါလို့ပြန်ပြီးတော့မိတ်တော်မူခဲ့ပါတယ်။နောက်တနေ့မှာအဲ့ဒီစစ်သားဟာအရက်လည်းပြတ်သွားခဲ့ပါတယ်။မော်ဘီစင်ချေပုံးရက်ကွက်မှာရှိတဲ့အိမ်ကိုလည်းမပြန်တော့ပါဘူး။ဒေါသမန်ကြီးတဲ့အရက်သမားကြီးဟာလုံးဝပြောင်းလဲသွားခဲ့ပါတယ်။တန်ကသီလရှင်နဲ့ယောဂီတွေရဲ့ဝေယဝစ္စအားလုံးလုံနေရပါတော့တယ်။ဘယ်သူကခိုင်းခိုင်းခေါင်းညိတ်ပြီးလှုပ်ပေးနေပါတော့တယ်။အရက်ကိုလည်းလုံးဝမတောက်တော့ပါဘူး။ ။သင်အင်းကူဆရာတော်ဘုရားကြီးညွန်ပြတဲ့အတိုင်းအဲ့ဒီစစ်သားကြီးဟာတရားကိုစူးစမ်းပြီးကျင့်ပါတယ်။တလကြော်ကြော်လောက်ကြာတဲ့အခါမှာတပြေးပြေးတရားထိုင်လို့ရလာခဲ့ပါတယ်။အဲ့ဒီခါမှာသင်ငန်းစီးလိုက်ပါတော့တယ်။သင်ငန်းစီးပြီးတော့တရားသူရခဲ့ပြီးတဲ့နောက်မှာအရက်တန်ကြောင့်6လခန့်အကြာမှာခန္ဓာချုပ်ငြိမ်သွားခဲ့ပါတော့တယ်။ဒါကတော့တရားထိုင်ရင်းနဲ့အာကုသူတွေကြည်ပြီးတရားသူရသွားတဲ့စစ်သားကြီးတယောက်ရဲ့အကြောင်းပဲဖြစ်ပါတယ် ဒီနေရာမှာမှတ်ချက်ကတော့ဥအောင်တန်းကကြီးမြင့်တိုင်းမှာနေထိုင်ပြီးစွန်းလုံးကူเจ้าမှာတရားပြဆရာကြီးဖြစ်ပါတယ်